အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတိုင်းပရင်ရဲ့လမ်းစဉ်အပိုင်း29ပဲဖြစ်ပါတယ်ဇလန်းလေးမစတင်ခင်မှာတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နှိပ်ထားပေးဖို့မြင်တာရက်ခံကြပါတယ် န်းဆက်မှာတော့နင်ရှန်းက အစီရင်ကိုဖွင့်လိုက်ပါတယ်ထို့ကြောင့်စွမ်းအားမလုံလောက်တော့ပဲဒဏ်ရာရသွားခဲ့ပြီးထန်အစစ်ယတနာလည်းပျက်စီးသွားခဲ့ပါတယ်တခင်ဝင်လည်းအခွင့်အရေးကိုအမိရအုံချလိုက်ပါတယ်ထို့အချိန်မှာပဲအစီရင်ကလည်းရင်တန်ကျိုးတွေထွက်လာကအကုန်လုံးကိုတိုက်ခိုက်ပါတော့တယ် ရန်ခိုင်းလဲနေရှမ်းကို တွဲကသူတို့အလစ်မှာထွက်ပြေးလာခဲ့ပါတယ်။လုံဝေလဲဒါဘလူဖြစ်တာလဲမေးလိုက်ပါတယ်။တခင်ဝေလဲနေရှမ်းရဲ့အစီရင်သုံးပြီးလှည့်စားတာကိုခံလိုက်ရတဲ့အတွက်တောင်းပန်လိုက်ပါတယ်။လုံဝေလဲလူကအများကြီးနဲ့မမီတော့ဒေါသထွက်နေခဲ့ပါတယ်။အခုနေရှမ်းခန္ဓာကိုယ်ပေါ်မှာမူလစွမ်းအင်တွေမကြံတော့အသက်ခံရဖို့စောင့်နေတဲ့သူကလေးဖြစ်နေပါပြီလို့တခင်ဝေလဲပြန်ပြောလိုက်ပြီးနူလန်တို့နှစ်ယောက်ကို ခုနကစွမ်းအားထုတ်တာအ ਨੇ ဆုံးလို့ပြောပြီးအနောက်ကအရင်လိုက်ခိုင်းလိုက်ပါတယ်။နူလန်လည်းတေလန်းပိုးနေတာလို့တွေးနေခဲ့ပြီး သူတို့ရဲ့အမိတ်ကိုမလွန်ဆန်နိုင်တော့လဲလိုက်သွားခဲ့ရပါတယ်။တခင်ဝင်ကလည်းသူတပည့်တွေကိုဖုံးရင်အဆောင်ကလူတွေရဲ့နောက်ခံကမသေးတော့ထွက်ပြေးသွားရင်မလွယ်ဘူးလို့မှာကသူတို့နောက်လိုက်သွားဖို့အမိတ်ပေးလိုက်ပါတယ်။လုံဝီးကလည်းဘာလို့အခုလိုစီစဉ်ရတာလဲလို့တခင်ဝင်ကို မေးလိုက်ပါတယ်။သူကလည်း တခင်လေးလုံရဲ့စွမ်းအားကိုရှေ့ပြောင်းလိုက်တာနဲ့တိလာလိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ်။လုံဝေးလဲစမ်းကြည့်လိုက်တော့သူခန္ဓာကိုယ်တွင်ကမူလစွမ်းအားရှေ့ပြောင်းမှုကပိတ်ဆို့နေတာခံစားလိုက်ရတဲ့အတွက်အကြောင်းအရင်းကိုမေးလိုက်ပါတယ်။ရင်စွမ်းရင်တန်ကြိုးကွင်းကသူတို့ရဲ့စွမ်းအားရှေ့ပြောင်းမှုကိုပိတ်လိုက်တာဖြစ်ပြီးတခင်ဝင်လဲအခုကျင့်ကြံမှုကအဆင့်ကိုပဲရှိနေပါတော့တယ်။အချာအဲ့ဒီတန်ကျိုးကွင်းကို ထိထားတဲ့လူတွေကပူဆိုးမှာပဲကြောက်တာလို့သူလဲပြန်ပြောလိုက်ပါတယ် လုံဝေးလည်းတလန်လုံးခက်ခက်ခဲလိုက်ထားပြီးနောက်ဆုံးအချိန်မှရှုံးနေသွားမှကိုကြောက်နေခဲ့ပါတယ်။နင်ရှမ်းရဲ့မူလစွမ်းအားကဗလာဖြစ်နေပြီးသူကလည်းဒဏ်ရာရအောင်ပါထထုတ်လိုက်တော့ပြန်ခုခါနိုင်စွမ်းမရှိတော့ပါဘူး။ရန်ခိုင်းကတန်ကျိုးကွေးမထိထားပေမဲ့ဖုံးရင်အဆောင်လူတွေကရင်ဆိုင်နိုင်မှာပါလို့တခင်ဝင်လည်းပြန်ပြောလိုက်ပါတယ်။ထို့ကြောင့်လုံဝေးလည်းပြန်ရောက်ရင်တေချာပေါက်အဖိုးကိုခမ်းမတခင်ဝင်ရဲ့အာထုံးမှုတွေအကြောင်းပြောပြမယ်လို့ပြန်ပြောလိုက်ပါတယ်။တခင်ဝင်လည်း မိသားစုဝင်တွေပဲရပါလေလို့ပြောပြီးသူ့အတွက်ကျေးဇူးပြုပြီးအကာအကွယ်လုပ်ပေးပါဦးသူခန္ဓာကိုယ်အတွင်းကရင်ဆွမ်းရင်တန်ကြိုးတွေကိုအေးပြောနိုင်မလားကြိလိုက်အောင်မယ်လို့ပြောလိုက်ပါတော့တယ်တစ်ဖက်မှာလည်းရန်ခိုင်းနေရှမ်းတို့ပုံနေခဲ့ကြသလိုဖုံးယူအဆောင်ကလူတွေကလည်းသူတို့အဝေးကြီးမပြေးနိုင်ဘူးလို့ပြောကလူခွဲလိုက်ရှာနေခဲ့ပါတယ်နေရှမ်းကလည်းသူ့ရင်ဘတ်ထဲမှာဆေးလုံးကိုယူခိုင်းလိုက်ပါတယ် ရန်ခိုင်းလဲမတင်တော်ပေမဲ့အခုအချိန်ကအရေးကြီးတော့စေးလုံးကိုနှိုက်ကတိုက်လိုက်ပါတော့တယ်ထို့ကြောင့်ယာယီတော့တိုက်ခိုက်လို့မရသေးပေမဲ့အတက်အန်ရေတော့မရှိတော့ပါဘူးရန်ခိုင်းလဲအရင်အားဖြစ်နေဖို့ပြောပြီးကျွန်တော်လမ်းရှာပြီးဆရာတို့အမကိုခေါ်ထုတ်သွားပေးမယ်လို့ပြောလိုက်ပါတယ်နင်းရှမ်းလဲတွားလို့မရတော့ဘူးရင်ကိုပါပိတ်လောင်အစီရင်ကိုအသက်သွင်းလိုက်တော့ဘူးမလင်းခင်ဘသူမှထွက်သွားလို့မရတော့ပါဘူးလို့ပြောလိုက်တော့ ဖြည့်ရှင်းဖို့ဒီလန်းရှိလားလို့သူလဲမေးလိုက်ပါတယ်။ရင်ကိုးပါစူစည်းမြူနှင်းငွေကိုပိတ်လောင်ဖို့တုံးတာက သူမရင်ကိုးပါကိုစုပ်ယူရလွယ်အောင်ပါ။ထို့ကြောင့်တက်ရောက်မှုကအားကောင်းနေကျန်းရွယ်အစင်ပုံမတာရီတောင်ထွက်သွားဖို့မစင်းစားနဲ့လို့သူမလည်းပြောလိုက်ပါတယ်။ရန်ခိုင်းလေတန်ကျိုးတွေကအစီအရင်ရဲ့တစိတ်တစ်ပိုင်းမလား။တန်ကျိုးကဘလို့အတုံးဝင်လဲမေးလိုက်ပါတယ်။အစီအရင်ကထုတ်လင်းလိုက်တဲ့ရင်းတန်ကျိုးတွေကချိတ်ပိတ်ဖို့ဦးစားပေးပါတယ်။ ထို့ကြောင့်အောင်မြင်နိုင်ခြေရှိတာပဲလို့သူပြောလိုက်ပေမဲ့နင်ရှန်းကသူ့အတွက်စိုးရိမ်နေခဲ့ပါတယ်။ရန်ခိုင်းကလည်းသူမကြိုးစားယူထားတဲ့အခွင့်အရေးကိုသူအချင်းအီးဖြစ်သွားလို့မရဘူး။သူထွက်သွားပြီးသူတို့မပြေစင်တာတော့တိုက်ခိုက်မှသာညှော်လင်းချက်တစုံတစရှိလိမ့်မယ်လို့ပြောလိုက်တော့သူမကြောက်စိမ်းများကိုလိုလိုပူပူယူသွားဖို့ပြေးလိုက်ပါတယ်။ရန်ခိုင်းလည်းယူဖို့ငြင်းပေမဲ့နင်ရှန်းလည်းအတင်းပေးနေတော့ယူလိုက်က မနေ့ကမှ သူပြန်မလာသေးရင်ဂယုမဆိုင်ပါနဲ့တော့အ мян ထွက်သွားဖို့ပြောပြီးသူလည်းထွက်သွားပါတော့တယ်။တစ်ဖက်မှာလည်းဖုံးကြီးဆောင်ကလူတွေလည်းနေတဝက်လောက်ရှာနေတာ မတွေ့တော့ဗမာသွားပုန်းနေကြလဲလို့ပြောဆိုနေကြပါဗါးထိုးအချင်းရန်ခိုင်းရောက်လာခဲ့ပါတယ်။တစ်ဖက်လူကလည်းဓားကိုထုတ်ကမင်းကိုမူလစွမ်းရင်အခြေတီအဆင့်6ရဲ့စွမ်းအားကြီးမှုကိုပေးသိခိုင်းမယ်ပြောကဓားနဲ့ပြေထိုးတိုက်ခိုက်ပါတော့တယ်။ရန်ခိုင်းလဲရှောင်းတိန်နေရင် ။တဖက်လူကလေမိုးကျိုးကလာတိုင်းကွက်ကိုထုတ်ကထတ်တိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့ရန်ခိုင်းရဲ့ရန်တိုင်းကွက်ကိုမရှင်နိုင်ပဲထပ်ပြေးခဲ့ပေမဲ့အသက်ပြေးလိုက်ရပါတယ်။ထို့ကြောင့်နူးလန်နဲ့ထတ်တိုက်ခိုက်ဖို့ဖြစ်လာခဲ့ပါတယ်။သူကလည်းသူ့ညီတွေကိုမင်းတက်လိုက်ပြီမလားလို့မေးလိုက်ပါတယ်။ရန်ခိုင်းလည်းမငင်းပဲသူတို့ကတေလောက်တဲ့အပြစ်ရှိတယ်လို့ပြောလိုက်ပါတယ်။ နုလန်လည်းမင်းရဲ့အသက်ကိုသုံးပြီးသူတို့ရဲ့တမလွန်ကဝိညာဉ်ကိုဒီနေ့ပူဇော်ပေးလိုက်မယ်ပြောကတိုက်ခိုက်လိုက်ပါတယ်။ထို့နောက်အစင်လေးကိုပွင့်ကားစားရှိသေးတဲ့သူရှိမှထောင်လာနေတယ်ပြောကထတ်တိုက်ခိုက်လိုက်ပါတယ်။ရန်ခိုင်းလည်းသူ့တိုက်ကွက်တွေကိုရှောင်နှိမ့်နေရင်မီတီလောက်တည်ကျင်နေမှတော့သူ့အဆိုးမဆိုးနဲ့ပြောကတိုက်ခိုက်နေကြပါတယ်။နှစ်ယောက်သားရှင်ပြိုင်နေရင်အစင်လေးကိုရောက်ခါစားအစွမ်းက ဘာလို့ဒီလောက်တံမာနေတာလဲလို့နူးလန်လဲတွေးနေခဲ့ပါတယ်။ထို့နောက်ဘလောက်ပဲလာလာအထူးတူပဲပြောက ရန်ကိုင်းတိုက်ပွဲတွေကိုရှောင်လိုက်ပြီးသူ့ရဲ့တိုက်ပွဲကိုထုတ်တိုက်ခိုက်ပါတော့တယ်။တိုက်ပွဲတွေကရှင်မြန်နေပြီးဒေါသနဲ့တိုက်တဲ့အချိန်ကရန်ကိုင်းရဲ့တောက်ခံနိုင်စွမ်းကိုမထီပါနိုင်ပါဘူး။အမြင့်ဆုံးတိတက်သွားပြီးသူ့ရဲ့အစစ်မှန်စွမ်းအားကိုပြဖို့အခွင့်အရေးကိုစောင့်နေခဲ့ပါတယ်။နူးလန်လဲဒီလောက်တိုက်ခိုက်နေတာသူ့ရဲ့မူလစွမ်းအင်က ဘာလို့မကြတဲ့အပြင်ထက်တိုးလာနေရလာလဲလို့ပြောနေချိန်မှာပဲရန်ခိုင်းရဲ့တိုက်ခိုက်ခြင်းခံလိုက်ရပါတယ်အခုလက်ဝါးချက်ကအဆင့်ကိုကျင့်ကြံသူအဆင့်ပဲမင်းဘာတွေလုပ်လိုက်တာလဲလို့မေးလိုက်ပါတယ်ရန်ခိုင်းစီကမူလစွမ်းရင်စီစဉ်ခြင်းစိတ်ကူဝါမှုခြင်းကိုတွေ့တော့ဒါကအယူမိစ္ဆာလမ်းစဉ်ပဲလို့ပြောလိုက်ပါတယ်ရန်ခိုင်းလည်းမင်းအမြင်ကကျင်းလိုက်တာလို့ပြောလိုက်တော့သူလည်းမင်းမှာနတ်အသည့်လည်းရှိသေးတယ်ပြန်ပြောလိုက်တော့ ငါမှရှိမရှိမင်းပြောစရာလားပြောက ရန်ခိုင်းလက်သီးတစ်ချက်ထိုးလိုက်ပါတယ်။နုလန်လည်းလဝါနဲ့ကားလိုက်ပေမဲ့သူ့လက်တစ်ချောင်းလုံးရန်စွမ်းရင်ကြောင့်လောင်ချမ်းသွားခဲ့ပြီးအယိုးကျိုးကြက်သားနဲ့သွေးကြောပျက်စီးကုန်ပြီးမင်းကအလကားကောင်ချစ်သွားပြီလို့ရန်ခိုင်းပြောလိုက်တော့သူလည်းတိုက်ခိုက်ဖို့လှုပ်လိုက်ပေမဲ့ရန်စွမ်းရင်တစ်ချက်သုံးလိုက်ရင်မင်းချက်ချင်းတည်သွားရမယ်ပြောကရန်ခိုင်းလက်ဥမှုယူလိုက်ပါတော့တယ်။နုလန်လည်းသူ့ရဲ့အော်ဒန်ကြောင့်အကူအညီတွေရောက်လာလိမ့်မယ်။ ငါတရေဖြစ်ရင်တော့မင်းကိုအလိုမပေးဘူးပြောက အနိစရောက်သွားပါတော့တယ်။ရန်ခိုင်းကလည်းရှင်းရှင်းလင်းလင်းအသိရှိနေပြီးမင်းရဲ့ဒီငယ်သားတွေလောက်ကတော့လာစမ်းပါဒီတိုက်ပွဲကိုငါရဲ့အချိန်တွေကအဆုံးသက်ကိုရောက်ပြီးနေပြီဆက်ပြီးတော့တိုက်ပွဲတွေတကွဲပြီးတကွဲဆက်တိုက်ရတာပေါ့လို့ကြွေးကြော်လိုက်ပါတော့တယ်။